တော့ချက်ငယ်ပါတီကိုကြည့်မယ်ဆိုလေအခမရဗျာဆောင်ရယုံမှုကောင်းတယ်ဒီလားဟောအယမ်းကြုံမှုကောင်းတယ်ဗျာစစ်တကစစ်တကမနေ့ကပဲဘူကျုပ်ဒီနေ့ပဲပစိုးဝင်ပြီးတော့ခမရအခမရချက်ခံရေးယူနီဖောင်းဝင်ပြီးတော့မဲထဆွဲတဲ့ကောင်းဒီအဲ့လိုကောင်းလေးကိုမဲပေးရလောက်အောင်ပြည်သူကယူနေလို့လားဟာမင်းတို့ပြည်သူတော်တော်ထင်သေးတာပဲစစ်တကကောင်းဒီကွာ အတမိုင်းမှာဘယ်တော့မှမင်းတို့မရဘူးဘတော့မှမရဘူးယုံမင်းတို့စစ်တပ်ထဲမှာဗိုလ်ချုပ်လုပ်ပြီးပြည်သူကိုလက်နက်အားကိုးနဲ့တတ်ရတဲ့အခြေအနေနဲ့အခုမင်းတို့ကိုယ်တိုင်ရွေးကောက်ပွဲဝင်ပြီးတဲ့ဆိုပြီးတော့ဘာအာဏာမှမရှိတော့ဘူးဘာတနတ်မှမရှိတော့ဘူးနဲ့မဲဆွဲတာဒီလိုလေးအဲကျွန်တော်တို့ကဘလို့တူသလားရွေးကောက်ပွဲဒီမိုကရေစီပြည်သူဆန္ဒဆိုတာထမြင်အောင်မယ်အဲ့ဒီရွေးကောက်ပွဲကိုတကယ်သာတတ်သိရှိရင် မင်းတို့စစ်ဘိုလ်ချုပ်တွေတနက်ကင်ပြီးရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ကောက်တွေတတ်သိရှိဒီသူလူလူကိုလွတ်လပ်စွာပြောဆို권ပေးလိုက်ရင်မင်းတို့ရွေးကောက်ပွဲကခွေးချီတော့တော့တတ်ဖို့မရှိဘူးဆိုတာကိုပြောချင်တယ်ဆမ်မပတ်စစ်ခွေးတက်ကမြောက်ပိုင်းမှာခွေးရှုံဝက်ရှုံရှုံထားတဲ့တက်ခွေးပြဝပြီးပြေးထားတဲ့တက်အချို့သောစစ်ဘိုလ်ချုပ်တွေဆိုရင်အပန်းခံပြီးတော့မှ MNDA ကနေပြီးတော့ပြန်လှုပ်ပေးထားတဲ့ကောင်တွေပြန်ပြီးတော့စစ်တောင်းပြန်ထိုးခိုင်းတယ် အချို့သောစစ်ပုံချုပ်တွေဆိုရင်တစ်ခါလဲအဖမ်းခံရတာမဟုတ်ဘဲနဲ့နှစ်ခါပြန်အဖမ်းခံရတဲ့ကောင်ကြီးလည်းရှိတယ်ဆိုတော့ဟိုဘက်ကမဖြစ်မနေလုတ်ခိုင်းလို့တာသူတို့ကဒီနေရာကိုဝင်လာရမှာမဟုတ်ဘူးမဟုတ်ဘူးဝင်လာမယ်ဆိုလည်းပဲတစားစီဖြစ်မယ်ဆိုတာကိုဒါမဲ့ကောင်ကြီးအကုန်လုံးကလည်းသိတယ်ဒါကြောင့်တရုတ်ကိုထပ်ပြီးတော့သူတို့တွေအကူအညီတောင်းတာကြောင့်တရုတ်ကလည်းပဲ TNL ကိုထပ်ပြီးတော့ဘီယာပေးပြီးတော့ TNL အနေနဲ့ စကွတ်တက်ကိုမုတ်ကုတ်သေးသည့်ခေါ်သွင်းပြီးတော့မှနေရာချပြီးတော့မှဟန်အိုဘာလုပ်ပြီးတော့မှဆက်ဆံရေးရုံးမှာဖွင့်ပြီးတော့မှမင်းတို့တက်ဆုတ်ကမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာဖြစ်တယ်။သတင်းတစ်ခုတက်လာတယ်။အဲ့ဒါကတော့အားလုံးတည်တယ်တိုင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆန္ဒပြမှုတွေခုနှစ်ကဖြစ်တယ်။အဲ့ဒီမှာဘင်္ဂလားဒေ့ဝန်ကြီးချုပ်ရှိတ်ဟာစနာဟာဖပြေးကတန်းကြီးရတယ်။အခုအိန္ဒိယမှာခိုးလုံနေတယ်။အဲ့ဒီရှိတ်ဟာစနာကိုအခုဘင်္ဂလားနိုင်ငံနိုင်ငံငါရာဇဝတ်ခုံရုံ TBC ကနေရှိတ်ဟာစနာဟာလူသားမျိုးနွယ်ကိုတော့အောင်တက်ဖြတ်တယ်ဆိုတော့ဆွဆွဲချက်နဲ့ မျက်ွက်သေးတန်းချမှတ်လိုက်တယ်နော်ခေါင်းစဉ်ကြီးလွဲသွားတယ်မြန်မာပြည်မှာချမှာနော်မင်းအောင်လှိုင်ကိုအဲ့ဒီအတိုင်းလာရမယ်ဘာကြောက်လဲကျွန်တော်ဆက်ရှင်းပြပါမယ်ရှိတ်ဟာစင်နာကိုတေတန်းရှတယ်ဆိုရင်မင်းအောင်လှိုင်ကိုကတေတန်းအ ਨੇ ဆုံး၁၀တက်ချမှာဘာကြောက်လဲမင်းအောင်လှိုင်ရဲ့ပြစ်မှုတွေတော့ကျွန်တော်ပြောပြမယ်ရှိတ်ဟာ အားလုံးပဲမင်္ဂလာပါအထူးသဖြင့်မြတ်ကိုတင်ဆက်ပေးနေတဲ့ကျွန်တော် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီ channel လေးကမြပြင်တဲ့တွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့အသုံးဆိုခြင်းပါတယ်ထူးတင်ကောင်းမြတ်ကိုတင်ဆက်ပေးတဲ့ video file လေးတွေကိုကျွန်တော်နဲ့တူကြည့်လိုက်ရမှာဖြစ်ပါတယ် TVC ဒီနိုင်ငံကရာဇုခုံယုံနော်ဘင်္ဂလားဒေ့ရှ်ကနိုင်ငံကရာဇုခုံယုံပေါ့ TVC ကနေဘာဖြစ်လို့မြက်ွယ်တည်တံချရဆိုတော့မြက်ွယ်ဖြစ်နေတာကတော့သူအစိုးရစံနှပြတဲ့အချိန်မှာ ဒီဆန္ဒပြတဲ့ပြည်သူတွေကိုမနိုင်တဲ့အဆုံးမှာဘေးကထွက်ပြေးရတာအခုအိန္ဒိယမှာခေါ်လုံးနေတယ်အဲ့တော့ရှိတ်ဟာစီနာကဘင်္ဂလားဒေ့ရှ်ကို15နှစ်တောင်အာဏာကင်ဆွဲခဲ့တဲ့သူတရဒါပေမဲ့ဒီចောင်းသားတွေဆန္ဒပြတဲ့အချိန်မှာအဲ့ဒီចောင်းသားတွေကိုရဲရဲဆက်ဆက်တတ်ဖို့အမိတ်ပေးတယ်အဲ့ဒီတော့အမိတ်ပေးတဲ့မှာလူရယာနဲ့ချီအမိတ်ဒီရှိတ်ဟာစီနာကအမိတ်ပေးခဲ့တယ်ဆိုတော့အဲ့ဒီဆွဆွဲချက်တစ်ခုနဲ့တင်ဘင်္ဂလားဒေ့ရှ်တရားရုံးကဒီရှိတ်ဟာစီနာဝန်ကြီးချုပ်ဟောင်းပေါ့နော်သူ့ကိုပေတံချမှတ်ခဲ့တယ်အယက်ကျွန်တော်တို့တွေကလေဒါဒါတွေကပေါ့ပေါ့လေးမထွက်ပါနဲ့ နိုင်ငံတကာကမှဖြစ်တဲ့အရာငါတို့နဲ့မဆိုင်ဘူးမလို့ပါနဲ့ကျွန်တော်တို့ရှိဟာစီနာအဲ့ဒီဆန္ဒပြပွဲလေးတခုမှအဲ့ဒါလိုမျိုးအမိတ်ပေးခဲ့ဒါပေမဲ့ဒီဆန္ဒပြပွဲနဲ့အဲ့ဒီအထီးကြီးဦးမှာလူထောင်400လောက်တည်တယ်လို့ကုလသမဂ္ဂကတော့စုံစမ်းစစ်ဆေးအဖွဲ့ကတော့ကြေညာထားတာရှိတယ်ဒါပေမဲ့အတိအကျတော့ဟိုပြောလို့မရဘူးပေါ့ဒါဘလို့ဖြစ်ဖြစ်အခုရှိဟာစီနာကိုချလိုက်တဲ့အမှုဟာဒီတောင်းသားတွေကိုရေးရဆက်ဆက်ဖြိုခွင်းဖို့အမိတ်ပေးလို့အဲ့ဒါလောက်လေးနဲ့တေတံချမှတ်ခဲ့တယ်အဲ့ဒါဆိုမရောက်နိုင်ဘူးမရောက်နိုင်ရင်အာနာတိမ်းပြီးနောက်ပိုင်းရည်သွက်မနိုင်တဲ့စစ်ရာဇဝဲမှုလူသားမျိုးနဲ့တပ်ဖြတ်မှုတွေကိုမပြောနိုင်အောင် အာနာတိန်နဲ့တစ်ချက်တည်းနဲ့နေမင်းအောင်နိုင်ကတေတန်ချလို့ရပါပြီအဲ့ဒါကတော့ယာစကတိပုံမှန်1 2 1ဆိုတာရှိပါတယ်ယာစကတိပုံမှန်1 2 1ဂါကြီးအရာမင်းအောင်နိုင်ဟာနိုင်ငံတော်တစ္ဆာဖောက်ဖြစ်ပြီးနိုင်ငံတော်ပုံကံမှုကျွလွန်တဲ့အမှုကိုကျွလွန်ထားတာဖြစ်တဲ့အတွက်လက်ရှိမြန်မာနိုင်ငံမှာတေတန်ပေးခံလို့တေတန်ပေးလို့ရတဲ့အမှုခုနှစ်မှုရှိတယ်အဲ့ဒီထဲမှာနိုင်ငံတစ္ဆာဖောက်ဖြစ်ပြီးနိုင်ငံတော်ပုံကံနဲ့အမှုကိုကျွလွန်တဲ့သူဟာပေဒံချမိုက်မမိုက်ထောင်တန်း20 ချမှတ်တာကိုခံရမှာမင်းအောင်လည်းဘာကြောင့်နိုင်ငံတော်ပုံကံမှုကျူးလွန်တာလဲနော်နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအကြီးအကဲတိနိုင်ငံတော်တမထဖြစ်တယ်နိုင်ငံရဲ့အထွတ်ထိပ်တိနိုင်ငံတော်တမထဖြစ်တယ်အဲ့တော့နိုင်ငံတော်ဆိုတာပြည်သူအများစုကိုရည်ညွှန်းပေမဲ့နိုင်ငံတော်ရဲ့အင်္ဂါမှာဘု து ကိုအင်္ဂါဆောင်လဲဆိုရင်တမထဟာနိုင်ငံရဲ့အင်္ဂါဆောင်ပါတယ်အဲ့တော့နိုင်ငံတော်ဆိုတဲ့စကားပြောလိုက်နိုင်ငံရဲ့အထွတ်ထိပ်ဖြစ်တဲ့တမထကနိုင်ငံတော်ကိုအင်္ဂါဆောင်ပါလေအဲ့ဒီအတွက်လက်ရှိမင်းအောင်လှိုင်ဟာတမထိုင်းအုပ်ဝင်းမြို့ကို လာဖမ်းတာဒီမနေ့9နာရီမှာပါနော်နေပြီးတော့အထူးတရားရုံးမှာနိုင်ငံတော်တမလဦးဝင်းမြစ်ကိုတိုင်ကျွန်တော်ကိုစစ်သားတွေလာဖမ်းတဲ့အချိန်မှာမနေ့9နာရီဖြစ်ပါတယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတမလခြံဝင်းထဲမှာနေရာတွေအပြည့်ယူထားပြီးတော့ဘိုလ်ချုပ်ဒုဗိုလ်ချုပ်ကြီးတစ်ယောက်ကအပခေါင်းဆောင်ပြီးတော့ပေါ့သူ့ကိုတမလကိုလာတယ်ပြီးတော့ကျမ်းမာရေးကြောင့်နှုတ်ထွက်ပါတယ်ဆိုပြီးလက်မှတ်ထိုးခိုင်းပါတယ်အဲ့တော့တမနာကပြန်ပြောတယ်ကျောက်ကျမ်းမာကြီးလည်းကောင်းတယ်တောင်ဝင်ကိုလည်းထမ်းဆောင်နိုင်တယ်နှုတ်ထွက်တယ်အကြောင်းမရှိဘူးလို့ပြန်ပြောတဲ့အချိန်မှာ အဲ့ဒီမင်းအောင်လှန်ရဲ့လက်ပါစီနှစ်ကောင်ကအဲ့လိုနှုတ်မထွက်ဘူးခေါင်းမာမယ်ဆိုရင်ပုံကိုယ်ကြီးထိခိုက်မှုတွေဖြစ်လိမ့်မယ်လို့တမန်တော်ချင်းချောက်ပါတယ်။အဲ့လိုချင်းချောက်တဲ့အချိန်မှာတမန်တော်ကငါအသက်သေရင်သေပါစေလက်မမထိုးနိုင်ဘူးလို့ပြောလိုက်တဲ့အတွက်မင်းအောင်လှန်ဒီအနောက်တိုင်းပြည်ရဲ့အာနာကိုတမန်တော်ကလွှဲပြောင်းပေးတာမဟုတ်ဘဲနဲ့တူကိုယ်တိုင်လက်နဲ့အာကိုအနိုင်ကျင့်ပြီးတော့အာနာတိန်းတာရောက်သွားတာ။ဒါကြောင့်မလို့အဲ့ဒီအမှုတစ်ခုတည်းနဲ့နေမင်းအောင်လှန်ဟာပေဒံတို့မဟုတ် နှစ်နှစ်ဆွဲအ ਨੇ ဆုံးချမှတ်နိုင်တဲ့ထောင်တန်းကိုကျွလွန်ထားတဲ့ပြစ်မှုရဲ့ရာဇဝတ်ကောင်ဖြစ်သွားတာပါအဲ့တော့အာနာသိန်းနာမှာနေရာဇဝတ်ကောင်ဖြစ်သွားတဲ့အတွက်နောက်ပိုင်းနောက်ပိုင်းအခုပဇီးဖြစ်စင်းတို့ဒီပိုင်းဖြစ်စင်းတို့ရခိုင်ဖြစ်စင်းတို့တနိုင်ကန်လုံးမှာလူသားမျိုးနွယ်ကိုတတ်ဖြတ်နေတဲ့ဒီစစ်ရာဇဝတ်မှုတွေကထက်တွက်လိုက်မယ်ဆိုရင်အ ਨੇ ဆုံး၁၀တက်လက်ရှိမင်းအောင်မိုင်တက်တက်ပေးတန်းအဲ့ဒီတော့နောက်ထပ်ပေးတဲ့ပေးတဲ့ပေးတဲ့ဆက်တက်ချတော့မင်းအောင်နိုင်ပြစ်မှုကမကုန်ပါဘူးเนาะအဲ့တော့ဥပဒေကိုကျွန်တော်ဖတ်ပြပါမယ်နိုင်ငံတော်တစ္ဆာဖောက်ပြပုံကံမှုဆိုင်ရာ ဥပဒေပေါ့နော်ထိုပုံမှန်မှာနိုင်ငံတော်ကိုစစ်မဲ့ပြိုင်ဆိုင်၍ပုံကံရန်ကူညီခြင်းလှုံ့ဆော်ခြင်းပူးပေါင်းကြံစည်ခြင်းတို့မှာနိုင်ငံတော်တစ္ဆာဖောက်ပြက်ပုံကံမှုကျွလွန်ကြောင်းဖွင့်ဆိုချက်ဖြစ်သည်ရဲကဝရမ်းမပါပဲဖမ်းဆီးခွင့်ရှိသည်ရှေးဥစွာဝရမ်းထုတ်ရမည်ဖြစ်သည်အာမခံခွင့်ပေးခွင့်မရှိသည့်အမှုကိုပြင်းငင်းကြေးခွင့်မရခရင်တရားရုံးမှာစစ်ဆေးနိုင်ပြစ်မှုမြောက်ရမမြောက်လားဆိုတဲ့အင်္ကာရက်ငထိန်ပြောတဲ့ပေါ့နော်တက်သေးပေါ့ အဲ့ဒီပြစ်မှုမြောက်လားငါထဲရောက်ခေါ်ပြလိုက်ပါနော်ပြစ်မှုမြောက်လားမမြောက်လားဆိုတော့အင်္ဂါရီရန်စရာကြီးပုံမှန်1 to 1တာကြီးမှာကနိုင်ငံတော်ကိုဖြစ်စေပြည်တော်စုအဖွဲ့ဝင်တခုခုကိုဖြစ်စေစစ်မဲ့ပြိုင်ဆိုင်ရင်တော့မဟုတ်ခါခွေးမှာကစစ်မဲ့ပြိုင်ဆိုင်ရန်အခြားနိုင်ငံတခုခုကို၎င်းလူတဦးဦးကိုတော်၎င်းပြည်တော်စုအတွင်း၌ဖြစ်စေပြည်တော်စုပြင်ပ၌ဖြစ်စေကူညီလျင်တော့မဟုတ်ခန့်ငယ်ထိုတို့စစ်မဲ့ပြိုင်ဆိုင်ရန်ပြည်တော်စုမြန်မာနိုင်ငံတော်အတွင်း၌ဖြစ်စေပြင်ပ၌ဖြစ်စေလူတအူးကိုလှုံ့ဆော်လျင်တော့မဟုတ်လူတအူးတို့နှင့်ပူးပေါင်းကြံစည်လျင် ဂါကြီးလာပြီအဲ့ဒီဂါကြီးကမင်းအောင်နိုင်အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေအရတီထောင်ခန့်အပ်ထားသောပြည်တော်စုမြန်မာနိုင်ငံ၏အဖွဲ့အစည်းကိုတော်လကောင်းပြည်တော်စုအတွင်းရှိနယ်မြေတစ်ခုခု၏အဖွဲ့အစည်းကိုတော်လကောင်းဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီတဲ့နီလန်းဖြင့်ဖြစ်စေအခြားနီလန်းဖြင့်ဖြစ်စေပြောင်းလဲရန်ပြင်ဆင်လျင်အားထုတ်လျင်ပြောင်းလဲရန်ပြင်ဆင်ရင်အားထုတ်ရင်အားထုတ်မှုလောက်တာနဲ့တော့ညှိပြီနော်တော်ပါဟုတ်လက်နက်ဖြင့်ဖြစ်စေအခြားတောင်းညံသောနီးလန်းဖြင့်ဖြစ်စေ ်ဖြိုဖျက်ရန်အချားနီးပြပြင်စင်လျင်သို့မဟုတ်အာထုပ်ပါဝင်ဆောင်ရွက်လျင်ထိုတို့အာထုပ်မှုနှင့်ပတ်သက်လျင်နိုင်ငံတော်တစ္ဆာဖောက်ဖျက်ပုံကံမှုကြီးကိုကျူးလွန်နေတဲ့နော်နိုင်ငံတော်တစ္ဆာဖောက်ဖျက်ပုံကံမှုတောင်မဟုတ်ဘူးနော်ပုံကံမှုကြီးကြီးဆိုတဲ့ဝါချက်ပါတယ်ပုံမှန်1 to 1အနှစ်သာရဤပုံမှန်မှာနိုင်ငံတော်ကိုစစ်မဲ့ပြန်ဆန်၍ပုံကံရန်ကူညီခြင်းလှုပ်ဆော်ခြင်းပူးပေါင်းကြံစီခြင်းတို့မှာနိုင်ငံတော်တစ္ဆာဖောက်ဖျက်မှုကျူးလွန်ကြောင်းဖွင့်ဆိုချက်ဖြစ်သည် နိုင်ငံတော်တစ္ဆာဖောက်ဖျက်ပုံကံမှုနှစ်မျိုးရှိတယ်တဲ့ပြည်ပမှာကျူးလွန်ခြင်းနဲ့ပြည်တွင်းမှာကျူးလွန်ခြင်းဖြစ်တယ်ရန်စရာကြီးပုံမှာ1 2 2တတွင်ပြည်တွင်းကျူးလွန်ပါကတေတံဖြစ်စီထောင်တံ20ဖြင့်ဖြစ်စီချမှတ်ခံရမယ်ရန်စရာကြီးပုံမှာ1 2 2မှာနှစ်မှာကြတော့မြန်မာနိုင်ငံသားဖြစ်၍ပြည်ပတွင်ကျူးလွန်ပါကတေတံဖြစ်စီထောင်တံဖြစ်စီ20ဖြစ်စီချမှတ်ခံရမယ်တဲ့နော်ဒါကတော့ရန်စရာကြီးပုံမှာတစ်နှစ်နှစ်ပြီးလို့ရှိရင်နောက်ဥပဒေတစ်ခုက အစိုးရကိုတဲ့အနိုင်အထက်ဖြိုဖျက်စေရန်နှိုးဆော်ခြင်းရာဇဝတ်ပုံမှန်အဲ့ဒါတင့်တင့်လေးတက်ကာကြီးမာကပြောင်စုတမနာမြန်မာနိုင်ငံတော်ဤလုပ်ငန်းအဖွဲ့ကိုတော်လကောင်ပြောင်စုအဖွဲ့ဝင်လုပ်ငန်းအဖွဲ့ကိုတော်လကောင်အနိုင်အထက်ဖြစ်စေတောင်းညာသောနီးပြင်းဖြစ်စေအစိုးရလုပ်ငန်းအဖွဲ့ဝင်အရာထမ်းတဦးဦးကိုတစ္ဆာမှတက်ပြတ်ခြင်းအပြင်ဖြစ်စေဖြိုဖျက်ရန်တော်မဟုတ်ဖြစ်စေရန်တောင်းဝင်ဝိတရားရှိအပ်သည့်တော်မဟုတ်လိုလားအပ်သည့်တော်မဟုတ်တောင်းတအပ်သည့်တော်မဟုတ်လျော်ကန်တင့်မြတ်သည့်ဟူ၍တိလျက်နှင့် ော်၎င်းတမင်တက်တက်တော်၎င်းနှိုးစော်လျင်တွို့မဟုတ်အကြံပေးလျင်တွို့မဟုတ်တင်ကြားလျင်ခါခွေးမှာကြတော့အစိုးရလုပ်ငန်းအဖွဲ့တကူကိုအနိုင်အထက်ဖြစ်စေတောင်းကြတော့နီးလျင်ဖြစ်စေဖြိုဖျက်ရန်တွို့မဟုတ်ပြစ်စည်းစင်ရန်နှိုးစော်တော့တွို့မဟုတ်အကြံပေးတော့တွို့မဟုတ်တင်ကြားတော့ရေးသားထားသည့်တွို့မဟုတ်ပုံနှိပ်ထားသည့်အရာတကူကိုတီးလျင်နှင့်တော်၎င်းတမင်တက်တက်တော်၎င်းပုံနှိပ်လျင်တွို့မဟုတ်ဂျင်ညာလျင်တွို့မဟုတ်တီးပြက်လျင်တွို့မဟုတ်ထုတ်လုပ်လျင်တို့မဟုတ်ပြန့်ချီလျင်တို့မဟုတ်ရောင်းချလျင်တို့မဟုတ်ဝေငှလျင်တို့မဟုတ်အများမြင်တာအောင်ပြထားလျင် အဆိုပါလုပ်ငန်းအဖွဲ့ကငယ်ကြတော့အဆိုပါလုပ်ငန်းအဖွဲ့တစ်ခုကိုအနိုင်ချက်ဖြစ်စေတောင်းညာတော့နှီးပြင်ဖြစ်စေဖြိုဖျက်စေရန်တော့မဟုတ်ဖြစ်စည်းစေရန်တင်ကြတော့တော့မဟုတ်နှိုးဆော်တော့တော့မဟုတ်အားပေးသူများပါဝင်သည့်အတင်းအဖွဲ့လူစုအစုအဝေးတစ်ခုကိုစီးယုံလင်တော့မဟုတ်စီးယုံရတယ်ကုညီလင်တော့မဟုတ်ဂါကြီးကြတော့အဆိုပါအတင်းအဖွဲ့လူစုအစုအဝေးတစ်ခုခုရွေချက်ကိုတိလျက်နှင့်ထိုအတင်းအဖွဲ့လူစုအစုအဝေးတစ်ခုခုတင်အတင်းဝင်အဖြစ်ပါဝင်လျင်ဂါကြီးကိုတေချာနားထောင်ပါ တော့မဟုတ်ဖို့တင်းအဖွဲလူစုအစုအဝေးတစ်ခုခုနဲ့ဆက်တယ်ရင်ထိုးထူအောင်၃နှစ်အောက်မနဲ့၁၀နှစ်ထက်မပိုတဲ့ထောင်တန်းတမျိုးမျိုးချမှတ်ရမယ့်အပြင်ငွေတန်းလည်းချမှတ်နိုင်ကြီးတဲ့ရာဇဒတ်ကြီးပုံမှန်ပေါ်တယ်ဗျအဲ့တော့ဒါရာဇဒတ်ကြီးပုံမှန်မှာပါတဲ့ဥပဒေတွေကတချို့တဝက်ကိုထုံထုံပြတ်အဲ့တော့ဒီဥပဒေတွေစာဥဒေမှာရေးထားတဲ့စာတွေကတော့ကျွန်တော်တို့ဥပဒေကိုတွန်းနားလေတဲ့ဥဒေနဲ့ရင်းနှီးမှုရှိတဲ့ဒုတိယဆိုရင်တော့တီးလိုက်မယ်တာမန်သူ့လိုကိုယ်လိုလူပိန်းတွေအနေနဲ့ကတော့ဟိုဥပဒေမှာရေးတဲ့စာတွေက ဟိုနားမလဲတာများတယ်အဘိဗေဝင်နေဖြစ်တယ်ကျွန်တော်တို့ဆိုလဲဂွေကဥပဒေကိုစလိလိုက်အချိန်တော့ဘာမှန်းတော့မသိဘူးအဖိုင်ရဆိုဘာမှန်းတော့မသိဘူးเนาะအဲ့လိုဘဝကနေဂွေကပြောဆိုဥပဒေအကြောင်းတေချာလိလာလေဥပဒေဆိုတာပြည်သူကိုကာကွယ်ဖို့ပြန်နှန်းထားတယ်ဆိုပြည်တယ်ဒါပေမဲ့မြန်မာပြည်မှာအဲ့ဒီဥပဒေကိုလူတစုကလက်ကင်တော့ပြီးအတုံးချပြီးတော့လုတ်ချင်နိုင်လုတ်နေတာအဲ့တော့ကျွန်တော်လူပိစကားပဲရိုးရိုးလေးကျွန်တော်ပြောမယ်မြန်မာနိုင်ငံမှာဥပဒေပြစ်မှုတစ်ခုခုကိုကျူးလွန်ရင်ရအဲ့ဥပဒေမှာပြန်နှန်းထားတဲ့ပုံမှန်အတိုင်းတရားစီရင်ခံရနိုင်တယ်เนาะဟုတ်တယ်เนาะအဲ့တော့အဲ့ဒီ ဥပဒေပုံမှန်တစ်ခုခုကိုစစ်တပ်ခေါင်းဆောင်ကကျူးလွန်ရင်အဲ့ဒီစစ်တပ်ခေါင်းဆောင်အဲ့ဒီဥပဒေပုံမှန်မှာပါရှိတဲ့ပြစ်ဒဏ်ကြခံစရာမလိုဘူးလားလိုလားလိုပါတယ်နော်ဟုတ်တယ်နော်လိုတယ်တမနာပဲဖြစ်ဖြစ်နိုင်ငံရဲ့ဒီစစ်ခေါင်းဆောင်ပဲဖြစ်ဖြစ်အဲ့တော့ကာကွယ်ရေးဦးစီးချုပ်ဆိုတာတိုင်းပြည်ရဲ့အင်္ဂါစင်အရညွန်ကြုတ်စင်ပဲရှိတယ်လို့ဖြိုးမင်းသိန်းပြောခဲ့တာတကယ်မှန်တယ်လေအင်္ဂါစင်နံပါတ်၈မှာပဲရှိတယ်လက်ရှိမြန်မာနိုင်ငံမှာမင်းအောင်နိုင်ရဲ့အဆင့်ဟာနံပါတ်၈မှာပဲရှိတယ်သူအဆင့်ရ။ဒါပေမဲ့သူ့မှာတနတ်ရှိတဲ့အတွက်ဘာဖြစ်လဲ။လူပေါင်းဝဝင်ရတယ် ဒါပေမဲ့ तू ကတိုင်းပြည်မှာကြည့်လိုက်ရင်နိုင်ငံကောင်းဆောင်မဟုတ်ဘူးအင်္ဂါစင်ရှင်းမှာပဲရှိတယ်ကာကွယ်ဦးစီးချုပ်ဆိုတာနော်အညွှန်ကြားမှုချုပ်အစ်စ်လို့ပြောတာအဲ့ဒါဖြစ်လို့ပြောတာအဲ့တော့မင်းအောင်နိုင်ဟာနိုင်ငံရဲ့အထွတ်အထိပ်ဖြစ်တဲ့တမတာကိုအန်တိုင်းပြည်ကိုအာဏာသိမ်းတယ်1962တို့88တို့နဲ့မတူတာကဘာဖြစ်လို့လဲ1962မှာဆိုရင်ဒီအာဏာရှိတဲ့ဦးကြီးချုပ်ကဘာဖြစ်လဲစစ်တပ်ကိုအာဏာလွှဲပြောင်းပေးရသူကိုယ်တိုင်လွှဲပြောင်းပေးလိုက်တာအခုတမတာရေးဦးဝင်းမြို့ကိုယ်တိုင် မင်းအောင်နိုင်ကိုလွှဲပြောင်းပေးလိုက်တယ်ဆိုရင်မင်းအောင်နိုင်ကပြင့်မှုမမြောက်ဘူး။သူကနိုင်ငံအာဏာကိုထိန်းသိမ်းမှရှိတယ်။ဒါပေမဲ့အခုတမထကလွှဲလဲလွှဲမပြောင်းပေးဘူး။အဲ့ဒီလွှဲမပြောင်းပေးတဲ့တမထကိုနော်သူတို့ကကာလုံခေါ်တယ်ဆိုပြီးအာဏာယူတယ်ပြောတယ်။ကာလုံခေါ်တာကမနဲ့9နိုင်ပါ။တမထကိုလာဖမ်းတာမနဲ့9နိုင်တည်းဖမ်းသွားတာ။အဲ့တော့မနဲ့9နိုင်မှာမင်းအောင်နိုင်ကတမထကိုဖမ်းဆီးခွင့်မရှိဘူးလေ။ဟုတ်တယ်နော်ရှိလား။အဲ့တော့ငါတို့အားပေးတဲ့ခေါင်းဆောင်မို့လို့ငါတို့ထောက်ခံတဲ့ခေါင်းဆောင်မို့လို့ဘာပဲဖြစ်ဖြစ်ဆိုတဲ့ဟာမျိုးလုပ်မယ်ဆိုရင်တော့အဲ့ဒါဆိုရင်တော့လူမလုံနဲ့တော့တလိမ့်ဆန်တို့ကိုယ့်ကိုတတ်မှတ်လိုက်။ ်ခမားတို့ကကိုယ့်အကိုလူလို့တတ်မှတ်တယ်ဆိုရင်အမှားနဲ့အမှန်ကိုလက်ခံနိုင်ရမယ်နော်ငါတို့ခေါင်းဆောင်ဖြစ်နေပါစေဒီလိုမျိုးအလုပ်ရက်ကိုလုပ်ရင်ဒီဥပဒေကြက်ခံရမယ်ဆိုရင်ငါတို့ခေါင်းဆောင်လုပ်လဲငါတို့ခေါင်းဆောင်ကြက်ခံရမယ်အဲ့ဒီစိတ်သက်ကိုထားနိုင်ရမယ်ကျွန်တော်တို့တစ်ဖက်နဲ့တစ်ဖက်တူဖက်ငါးဖက်လောက်ပဲကြည့်မယ်ဆိုရင်တော့တလိမ့်ဆိုင်နေဖြစ်ကုန်လိမ့်မယ်ဟုတ်တယ်မလားအဲ့တော့မင်းအောင်လိုက်ရမနက်ငါးနိုင်မှာတမနိုင်ဥယျာဉ်မြို့ဖမ်းဆီးခွင့်ရှိလားဖမ်းဆီးပိုင်ခွင့်ရှိလားမရှိဘူးလေဟုတ်တယ်ဒါအလုံးပြည့်တယ်နော်မရှိတာကိုဖမ်းသွားရင်ဒါပါဖြစ်တယ်ရာဇဝတ်တင့်တာပဲအဲ့တော့ဘာရာဇဝတ်မှုတက်တင်တယ်1 to 1 ။ရာဇာကြီးပုံမှန်တင်းတင်းကြပ်ကြီးအယမင်းအောင်လှိုင်ပြီးနိုင်ငံတစ္ဆာဖောက်ပြက်ပြီးနိုင်ငံတော်ပုံကံမှုကိုကျူးလွန်တဲ့ရာဇဝတ်ကောင်အမှန်တမှုနှစ်20အနည်းဆုံးတို့မဟုတ်ပေလံချမှတ်လို့ရတယ်။ပြီးလို့ရှိရင်ရာဒူးတွေအခုပြပြန်ယူထားတာဟာဥပဒေနဲ့ညီလား။ဟမ်။သူတို့ကိုလည်းပြထားတဲ့ဥပဒေနဲ့ညီလား။ဒီစစ်ရာဇဝတ်မှုတွေမြောက်များစွာအမှုပါအခုတောင်းတဲ့ချီရှိတယ်။မင်းအောင်လှိုင်ကျူးလွန်ထားတဲ့အမှုအဲ့တော့ရှိတ်ဟာစင်နာတော်မှာ အဲ့ဒီဆန္ဒပြတဲ့ចောင်းသားတွေကိုနှိမ်နေဖို့အမိတ်ပေးလိုက်တာကိုတေတံချလို့ရတယ်ဆိုရင်မင်းအောင်လှိုင်တိုင်းပြည်အာဏာသိမ်းပြီးတပန်းစီတပ်ပြမီချို့မနေချင်းခိုးဖွဲ့လုံချင်တိုင်းလုံနေတဲ့အရာစဉ်းစားကြည့်ဒါပေမဲ့ဘာဖြစ်လို့သူ့ကိုစီဝင်မရှိတာနံပါတ်1သူကိုယ်တိုင်ရှိတဲ့အဖွဲ့အစည်းကအမှန်တရားကိုလက်မခံဘူးဘာဖြစ်လို့လဲမင်းအောင်လှိုင်စစ်ကောင်းတောင်မတရားလုပ်လိုက်လို့ကြံတဲ့စစ်သားတွေကဒါမတရားတာမတရားဘူးပဲမတရားတဲ့ဥပဒေကိုဖောက်ပြတဲ့ဥပဒေတိုင်းပြစ်ဒဏ်ခံရမယ်ဆိုပြီးမင်းအောင်နိုင်ကိုဘယ်သူမှ မလုပ်ရဲဘူးအဲ့တော့မင်းအောင်နိုင် မတရားတာလုပ်လဲကောင်းကြီးတရားတာလုပ်လဲကောင်းကြီးအဲ့တော့ဘာဖြစ်လဲအလိုတူအလိုပါဖြစ်နေတာအဲ့တော့နိုင်ငံတော်တိစ္ဆာပေါက်ပြတ်မှုကိုထိန်ချန်ထားတဲ့ပုံစံမျိုးဖြစ်နေတာအဲ့ဒါရှင်းရှင်းလေးအဲ့တော့ဒီဥဒီဟာတွေကဟိုငါတို့အားပေးတဲ့အဖွဲ့မို့လို့ငါတို့ခေါင်းဆောင်ဘာလုပ်လို့ဟိုတော်လန်တဲ့ဖက်ချပြန်တော့လေအာနာသိန်းတို့တော်လန်တယ်ဒီကောင်အာနာသိန်းကဘာပြစ်မှုတွေမြောက်လဲမသိဘူးအခုရွေးကောက်ပွဲရွေးကောက်ပွဲကဲအခုကျွန်တော်ချင်းပြွားတို့အဲ့ဒီပြစ်မှုကြီးပေတံတို့မဟုတ် 2020ချမ်းနိုင်ရတဲ့နိုင်ငံရဲ့အမြင့်ဆုံးပြစ်ဒဏ်ကိုကျူးလွန်ထားတဲ့သူကဥဆောင်ပြီးကျင်းပတဲ့ရွေးကောက်ပွဲဆိုတာဒီတရားဝင်လားတရားမဝင်ဘူးလားရှင်းတယ်နော်တလုံးချင်းစီတလုံးချင်းစီတကန့်ချင်းစီတကန့်ချင်းရှင်းလိုက်တာ ਨੇ မင်းအောင်နိုင်ကဘယ်လိုမှတရားမဝင်တဲ့နိုင်ငံရဲ့ရာဇဝတ်ကောင်ဆိုတာဒါငင်းလို့မရဘူးဘယ်လိုငင်းလို့ရလဲနော်အခုဒါကျွန်တော်ရှင်းပြရတာကျွန်တော်ဟာဥပဒေကိုလစ်လာပြင်ယူတဲ့အစ်စ်မရှိတယ်ဥပဒေပညာရှင်မဟုတ်တယ်ဥပဒေပညာရှင်နေမေးကြည့်ပါမင်းအောင်နိုင်ရအာနာတိန်တာဒီ သူတို့အာနာထိတ်နေလို့ပြောဘယ်လိုပြောပြောလက်ရှိလှုပ်ရက်တည်းရဇဝင်းမှုမြောက်လားမမြောက်လားဆိုတာအဲ့တော့စစ်သားတွေရဲတွေအခြားဌာနဆိုင်ရာဝန်ထမ်းတွေပြောတာတက်လာတဲ့အစိုးရဒုအစိုးရလို့တတ်မှတ်ထားမယ်ဆိုရင်မင်းတို့မှအဲ့အခြေခံဥပဒေတွေအဲ့ရဇဝင်းကြီးပုံမှန်တွေတခုမှမကျင့်တုံးနဲ့တော့နော်လက်ရှိညမာပြည်မှာမူရင်းဥပဒေ900ကျော်ရှိတယ်အဲ့ထဲမှာ200ကျော်ကကျင့်300မလို့ပဲဖြစ်ထားတယ်300ကျော်ကတော့ဝန်ကြီးဌာနရဲ့အဖွဲ့စည်းတွေအတွက်အတုံးပြုဖို့ရှိတယ်ဆိုတော့အဲ့ဒါမူရင်းဥပဒေတွေဆိုတော့အဲ့ဒီဥပဒေတွေမတုံးနဲ့တော့ပယ်ဖြတ်ပလိုက်ဘာလို့ကိုလဲပါဇက်သက်ရှိရဥပဒေလိုလုပ်လိုက်ပေါ့ညမာပြည်မှာ အုတ်ချုပ်တဲ့သူကပါဇက်တဲ့ထွက်လာပြီဥပဒေကိုတတ်မှတ်လိုက်မကောင်းဘူးလားအခုအဲ့လိုဖြစ်နေတာလေဟုတ်တယ်မလားဒါကြောင့်မလို့ငါတို့အားပေးထောက်ခံတဲ့ဒါအုပ်ကျွန်တော်ကမင်းအောင်နိုင်မလို့ပြောတာမဟုတ်တော့အဲ့ဒီလောက်ရက်ကိုဒေါအောင်ဆန်းစုကြည်လုပ်လေဒေါအောင်ဆန်းစုကြည်ကိုကျွန်တော်လက်ခံလို့မရဘူးဒါရှင်းချင်းလေးဘာဖြစ်လို့လဲဒီဟာဒီဥပဒေဒီဘယ်သူပဲသွားလို့လို့ဥပဒေကဥပဒေတိုင်းအတက်ဝင်တယ်အဲ့တော့တာမန်ပြည်သူတယောက်ကြတော့ဘာဖြစ်လဲပေတံနေချမှတ်ဟမ်ကိုချင်းမီတို့ကိုချင်းမီတို့တေတံချမှတ်လိုက်တယ်အဲ့တော့ကိုချင်းမီတို့ဟာတကယ်အပြစ်ရှိလားအစိုးရကိုပုံကန်ချမ်းသာတဲ့ ရန်သွေးကောင်ကိုအစိုးရဘက်ကနေရက်တီပြီးတော့ပါလုပ်တာလေဝိုင်းဝန်းစန့်ကျင်တာကန့်ကွက်တာရှုတ်ချတာဖမ်းဆီးဖို့လုပ်တာအဲ့ဒါသူတို့ကနိုင်ငံတော်တစ္ဆာစောက်တိတယ်ခေါ်တယ်ဒါမဲ့နိုင်ငံတော်တစ္ဆာဖောက်ပြထားတဲ့ကောင်ကမလုပ်လေအဲ့ဒါလို့တစ္ဆာစောက်တိတဲ့ဒူမှန်သမ ्या ကိုအကျန်းဖက်ပါတပုံပါတမျှပါတောင်းညံ့ဒူပါမျိုးစုံပြောပြီးမလုပ်နေတာလေတခိုးကလူဟစ်နေတာအဲ့တော့မင်းအောင်နိုင်ကိုထောက်ခံပါလေအားပေးပါလေဆိုရင်ကိုယ့်ကိုမေးကြည့်ပါငါဟာဥပဒေမဲ့တဲ့အောက်တန်းစားဘွားကိုကြိုက်လားလို့အဲ့ဒါလေးပဲမေးကြည့်ပါဘယ်သူမှကျွန်တော်ကြည်ရုံမပြောဘူးနော်အခုကျွန်တော်ပြောရတဲ့စကားတွေမှားတယ်ဆိုရင် ကျွန်တော် တောင်းပန်ယူပါတယ်လာခဲ့ပါမှန်တယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့မင်းအောင်နိုင်ကိုထောက်ခံနေတဲ့သူတွေနေနဲ့စဉ်းစားစေချင်တယ်ကျွန်တော်အကောင်းပြောတော့ဘုရားဆုရပါစေအကောင်းကောင်းမှုမှုကျွန်တော်ရင်တဲ့အမှန်တရားကိုကျွန်တော်သိစေချင်လို့ပြောပြတာပါဆရာလောက်တာလည်းမဟုတ်ဘူးခင်ဗျားတို့လွဲနေတာကိုလွဲနေတဲ့အတိုင်းလွဲနေတယ်ဆိုတာကိုမြင်သွားအောင်လို့ပဲကျွန်တော်ရှင်းပြတာကျွန်တော်ရှင်းပြနိုင်တော့ကျွန်တော်ရှင်းပြတာနော်အဲ့တော့ကိုအောင်တော့ကိုစဉ်းစားမှားတယ်ဆိုရင်ပြောမှန်တယ်ဆိုလို့ရှိရင်ငါတို့ကမတရားမှုကြီးဥပဒေဖောက်ပြနေတဲ့အရာကြီးကိုငါတို့အားပေးနေတာငါတို့လောက်ရမှန်လားငါတို့အတန်ဖိုးကဘယ်လိုဖြစ်သွားမလဲ ဒါလေးတွေကိုစဉ်းစားစစ်ကြည့်ပါလေအဲ့တော့ရှိတ်ဟာစီနာပြီးလို့ရှိရင်တော့နော်ရှိတ်ဟာစီနာရဲ့အောက်ကဟာလောက်တော့တန်ဖိုးမရှိနဲ့မင်းအောင်လိုက်လှဲ့နော်မြန်မာပြည်မှာမင်းအောင်လှိုင်ဆိုတာတကယ်တော့ဘလောက်တော့အကြောက်တရားကြီးနေလဲကျွန်တော်ရဲ့မသားစုကျွန်တော်ကအမြဲတမ်းပြောရတဲ့ကောင်တွေကိုစချုံတက်မင်းတို့လှဲ့တော့တိမ်မှာကြောက်နေတာအခုတော့မှတယောက်ကအေးဟုတ်ပြီမင်းတို့မကုတ်တဲ့ကိုဝင်ကျင်နေဆိုဝင်ပဲချင်းပဲခါလာပုံညာဟုတ်ပြီ DNA လေးစုပ်သွား ဝင်ပါလားကွာဆိုတော့အဲ့လိုကြတော့ဝင်ရဲဘူးမလုပ်ပါနဲ့ကျွန်တော်တို့ကသေချာနိုင်ချလေးပါကျွန်တော်တို့ကလုံချုံရင်းယူပေးပါကျွန်တော်တို့ကကားဝယ်ပေးပါတကယ်လို့ကျွန်တော်တို့ကလာတဲ့အချိန်မှာဒီကောင်တွေကကျွန်တော်တို့ကိုပြည့်ပြီးလို့လုံနေကျွန်တော်တို့သေသွားမှာပေါ့သေပေါ့သေမှာပါပဲကျွန်တော်အမိသားစုအခုကကျွန်တော်တို့ရဲ့အလက်ကိုပြန်ပြီးတော့ရောက်လာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါနိုင်ငံဒေတာတော်တော်များများမှာပေါ့နော်လက်ရှိကျွန်တော်တို့အညာမြင်နဲ့ပတ်သက်တဲ့ဒါစီးရေးနိုင်ငံရေးတကယ့်ကိုကြီးကြီးမားမားကြောင်းလဲမှုနဲ့အတူ အော်ကြောင်းလေးတစ်ခုမြင်တွေ့ရမယ်လို့တော့ကျွန်တော်တို့ကမျှော်လင့်တယ်ပြီးတော့ဖြစ်လာဖို့လည်းရှိလာပါတယ်ရှိနေပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်ကြားညက်ပြီးတော့သတင်းကြိုတင်ပြီးတော့သတင်းပြောရတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်မိသားစုဝင်အနေနဲ့စောင့်ကြည့်ပါကျွန်တော်ညနေတောင်းတဲ့ပြောနေတဲ့အချိန်မှာအညာမီကကျွန်တော်တို့ရဲ့နှလုံးသားဖြစ်ပါတယ်။ညာသားကြီးတွေဟာဒါစစ် uniform မရှိခင်တည်းကကျောင်းပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေလုံခြုံရေးဒီ uniform equipment စသည်အပြည့် accessory ပေါ့ဗျာဒါတွေမရှိပေမဲ့သူတို့ငကိုယ်တွေကဘောင်းမီပစိုးနဲ့ဂွင်တိုင်းပြီးတော့တိုက်ခဲ့တဲ့သူတွေဖြစ်တယ် ဟုတ်ပြီဘာမှပူပါနဲ့လို့ကျွန်တော်မိသားစုနေပြောချင်တယ်ဘာကြောင့်လဲဆိုတော့မင်းအောင်နိုင်ကဖက်ဖက်ကနပူတကယ်ကလည်းရှုံးနေကြလို့အခုချိန်ကြီးလည်းရှုံးနေစေဖြစ်တယ်ဒါပြီးခဲ့တဲ့ရပိုင်းထဲမှာကျွန်တော်မိသားစုနေတော့မိကနဲ့ပတ်သက်တဲ့အဲဒါပြန်နှိမ်နှင်းရေးဆိုတဲ့သတင်းကြားလာတာနဲ့မင်းအောင်နိုင်မှာနေစရာထိုင်စရာမရှိတော့ဘူးပြီးရပိုင်းပြင်မှာပဲတက်မှာ၄နေမြေမှာကျွန်တော်ပတ်သက်သိမ့်ပိုက်ပြီးအသေးအတန်အဲ့ဒီနေရာကိုပြန်ယူဖို့အတွက် MI70 ရဟရင်တွေနဲ့စစ်ကူပို့ ဒါပေမဲ့လည်းအဲ့ဒီမောတောင်ကိုလင်းရင်နဲ့ရောက်လာပြီးတော့သူတို့တွေကလက်နဲ့ချတယ်အလင်းဝင်တယ်။နားလဲလို့ကသူတို့ကလက်နဲ့ချမယ်ဆိုပြီးတော့ဆုပ်ဖြတ်ပြီးတော့လာတာ။မနေ့ကကျွန်တော်ဖော်ပြခဲ့တာအယောက်60ကျော်အခုကျွန်တော်သတင်းပြောနေတဲ့အချိန်ကြီးအယောက်90ကျော်သွားပြီလို့ကျွန်တော်သိရှိရတယ်။ကျန်တဲ့ကောင်တွေကလည်းပဲအဖွဲဖွဲနဲ့ဝင်နေတော့မှာ။ဆိုတော့ဒီအချိန်ကြီးကဘာကြောင့်ဖြစ်ပေါ်နေတာလဲ။အပေါ်မှာအမိန်ပေးညွန်ကြားတဲ့ကောင်သူရဲ့သူရဲ့အမိန့်ကိုအောက်ကကောင်တွေကလည်းလက်မခံတော့ဘူး။တကယ်တော့လက်ခံတယ်ဆိုရင်ဟုတ်ပြီသူတို့အဲ့ဒီမို့ အဲ့ဒီမြို့ပြန်ပြီးတိုက်ခိုက်သိမ်းမဲ့ဖို့စစ်ကူလွတ်လိုက်တာလေဒါပေမဲ့မောင်းတောင်ကိုသွားတဲ့စစ်ကူပို့လိုက်တဲ့အကောင့်တရာလုံးကအခုအလင်းဝင်လက်နဲ့ချက်ဆိုဒီရာကကျွန်တော်ပြသားစုဝင်မြောက်ဝင်စကားမပြီးတော့ဘူးဆိုတာကျွန်တော်ထင်ရှားစွာတွေ့နေရပြီးတော့သူရဲ့ခေါင်းဆောင်အပေါ်လုံချင်မှုတွေလုံးဝမရှိတော့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ကအခုလက်ပြောင်းမှာအပေါ်လည်းပြောမယ်ဆိုရင်အခုကျွန်တော်တို့ကအဓိကဒုက္ခပေးနေတာကလေချောင်းဖြစ်ပါ ။အားလုံးမရှိရင်လေရင်လည်းမရှိဘူးတော့ပြောပြရ။သူ့မှာတနက်တလက်လို့ပေါ့ဗျာ။တနက်တော့ရှိတယ်ဗျာ။ကြည်မရှိဘူးအဲ့တနက်ကဒုံးလောက်တောင်မှတော့မကြောက်ဘူး။လေရင်ရှိရဲဘာလို့မရှိဘူးလေရင်မောင်းတဲ့ကောင်မရှိဘူးဆိုရင်ဒီကိစ္စပဲ။ဆိုတော့ဒါကြောင့်လေပဲလေရင်မှုတွေနဲ့ပတ်သက်ပြီးတော့မရောဆိုင်အောင်မိသားစုနဲ့တကွဖိအားပေးအချက်ကန်ပြီးတော့လက်ရှိအချိန်ထိဘုံကျဲနေကြတာဖြစ်တယ်။ယူကပွဲကိုလည်းအန်ဆိုင်ကလည်းယူကပွဲနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ပြပယူကြီးဒုငယ်ဖွဲ့တွေကလည်းပဲတင်းမြင့်ထန်ထန် တိုက်ခိုက်နေကြဆဲဖြစ်တယ်။ပြီးတော့လက်ရှိစည်ရဲ့ချင်းတွေမှာလည်းပဲသူတို့တွေပြန်ပြီးတော့သူတို့အလှဲ့ပြန်ရောက်နေ။ပြီးတော့နိုင်ငံတကာရဲ့ PR တွေကြားထဲမှာလို့မှသူတို့တွေယုံထွက်နိုင်တဲ့အခြေအနေမရှိတော့ဘူး။ဒီရေကောက်ပေါ်နဲ့ပတ်သက်ပြီးတော့ကဘာကြီးကလုံအောင်လည်းလက်မခံဘူးဆိုတော့ကျွန်တော်မိသားစုတွေသိရှိပြီးဖြစ်သွားတယ်။ဒါအဆုံးသက်ပွဲပြ။ဆိုတော့နည်းနည်းတော့ပညာသားပါပါလိမ့်မယ်။ချို့ရတယ်ကျွန်တော်တို့တော့မှလုံအောင်ခံမှန်းလို့မရဘူး။ခံမှန်းနိုင်တဲ့အခြေအနေတစ်ခုမှလည်းပဲရှိနေပါဘူး။ ိုင်းသားကောင်းဆောင်တွေအကုန်လုံးနဲ့ကျွန်တော်ပြည်သူလူထုတစ်ရက်လုံးဟာမင်းအောင်လှိုင်ဥဆောင်တဲ့အာနာသိအကြမ်းဖက်စစ်တပ်ကိုလက်ခံကြတော့အဲ့ဒါအရှိတရားအမှန်တရားပါဆိုတော့ TNL နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမိကျောင်းမိသားစုဝင်တွေကောင်းနေအထောက်ထားပါငကိုရဲ့ TNL နဲ့ကျွန်တော်တို့ကလည်းပဲမာမိတ်အနေနဲ့ဆက်ဆံရေးကောင်းနေအများကြီးရှိတယ် TNL ရဲ့သူတို့ကြီးပဲလုပ်ခဲ့တဲ့အရာတွေမဟုတ်ဘူးကျွန်တော်တို့ရဲ့ပူပေါင်းတပ်ဖွဲ့ဝင်နေပါသူတို့ရဲ့အခုလိုမျိုး TNL ဆိုပြီးတော့ကျောင်းပြည်သူလူထုတစ်ရက်လုံးရဲ့ဝင်းရံမှုကိုရရှိခဲ့တာဖြစ်တယ် တော်လန်ရေးမှာအရန်လို့မရအောင်အရန်ပါပြီးတော့အရန်လှုပ်ခဲ့တဲ့ကြားဖြတ်နဲ့ဆက်နွယ်နေတဲ့သူတွေကြည့်သူတို့ကငွေပေါ်တာသူတို့ကနောက်ဆုံးပေါ်တနတ်တွေနောက်ဆုံးပေါ်ယူနီဖောင်းတွေနောက်ဆုံးပေါ်ကားတွေစီးနေတဲ့ကောင်တွေတောင်မှအခုအယူမီဝမ်းဖြစ်နေတာကြောက်မိသားစုဝင်နေတော့ခြုံငုံပြီးပဲကြည့်ရမှာဖြစ်ပါတယ်ဒီကနေ့မှာအဲကြောက်မိသားစုဝင်နေကျွန်တော်အော်ဘယ်လိုလဲရလာတဲ့အချိန်မှာအခြားသောသတင်းတွေမှာလည်းပဲအခုလိုမျိုးပေါ့နော်တီအန်အယ်လေးကနေပြီးတော့ဒါစကရစ်တက်ကို တပါးတည်းပေါ့နော်ဘုဘုံမျိုးတည်းအထိခေါ်သိမ်းမယ်ဆိုတဲ့အကြောင်းအရာတွေထွက်ပေါ်လာဒီလိုမျိုးတွေပဲကျွန်တော်မိသားစုဒီလိုမျိုးတွေရှိပါတယ်အဲမကျွန်တော်တို့သွားနေတဲ့လမ်းကဖြောင့်နေစေဖြစ်တယ်ကျွန်တော်မိသားစုဟုတ်ပြီကျေးဇူးတင်ပါတယ်အဲကျွန်တော်ရဲ့ Telegram အစင်မပြေတဲ့အချိန်မှာပေါ့နော်ကျွန်တော်မိသားစုနေကျွန်တော်ပေါ့ရှာပြီးတော့အာဒီလာပြအပီးတယ်ပေါ့နော်အဲကျွန်တော်ရဲ့အဲ Telegram account ပေါ့နော် Richard ဆိုတဲ့ Telegram account ကိုရှာပြီးတော့လာလာရှာပြီးအပီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့အမြဲတမ်းအတူတူရှိနေတဲ့အတွက်လည်းကျွန်တော်လည်းခွန်အားရပါတယ် ီနေ့မှကျွန်တော်တင်ပြရတဲ့အကြောင်းရင်ကျွန်တော်မိသားစုအားနဲ့တက်မယ်လို့မျှော်လင့်ပါရစေ။နောက်လာတဲ့ video တွေကိုဒီတက်ပို့ကောင်းကျွန်တော်ကြိုးစားပေးပါမယ်။ဒါနဲ့ပြီးစီဘီကပီချောင်းနဲ့ကျွန်တော်နိုင်ရင်တွေ့မှရှိတယ်မိသားစုတူချင်းနဲ့ပြီးနေကင်းရှင်းပါတော့လေးနဲ့စတော့ချင်းနဲ့ကျွန်တော်ရေးဝယ်ချင်လိမ့်မယ်။ဒါကြောင့်မို့လဲတော်လိုင်းအင်အားစုတွေပြည်သူလူထုတွေမြို့ပြပျောက်ကြားတွေလူငယ်မျိုးဆက်တွေကရေကောက်ကွေးကိုလုံးဝလက်မခံဘူး။စန့်ချင်မယ်ရက်တက်နိုင်အောင်လေကြိုးစားမယ်။မရက်တက်နိုင်ဘူးကွာငါတို့ကမရက်တက်နိုင်သေးလို့ဖြစ်သွားလဲစက်တိုက်နေလို့ကြွေးကြော်ပြီးသား မနေ့ကမှော်ပြီးကြံ့ဖို့ယုံကိုဘာလုပ်လိုက်လဲသိကြလားဟမ်မင်းတို့ယူကဝယ်မှာလုံချုံကြီးယူယူယူမဲဆိုတဲ့ပြည်သူစစ်တွေပြူစော်တိဆိုတဲ့ကောင်တွေနှစ်ကောင်သေးတယ်မှော်ပြီးကြံ့ခိုင်းရင်ယုံနနက်သီးနှလုံးပြစ်သွဲနေထပ်ပြီးတော့စိုက်ကဲဘေးရဲသမားတွေပြူစော်တိရောင်ရောင်တရင်ပေးရင်ရောင်ကောင်တွေကိုကြံ့ခိုင်းရင်ဆိုင်းပုတ်တွေဖြက်စည်းမှာဆိုလို့ကင်းပတ်တယ်လို့ ਨੇ စောက်ကြည့်ခိုင်းတာတော့ငါတို့မသိဘူးထင်လား တနက်ကင်ထားတဲ့အချောက်တက်တသိမရှိတဲ့ကောင်လမ်းမေးကပယ်ပြုတ်ပယ်လောက်တော့ဘရားကြော်တယ်လောက်တော့တသိမရှိတသိရှိပြည်သူလူထုကိုလွတ်လပ်စွာမဲပေးခွင့်လွတ်လပ်စွာမဲမပေးခွင့်လွတ်လပ်စွာပြောဆိုခွင့်ပေးရလားစိတ်ခေါ်တယ်မင်းတို့ရွေးကောက်ပွဲခွေးချီလောက်တော့တန်ဖိုးမရှိတဲ့ဘဝဒီနေ့ဘေးဒီနေ့မနက်ဖြန်ပြည်သူကပြောပြပါလိမ့်မယ် အားလုံးကျေးဇူးတင်ပါတယ်